မင်္ဂလာဒီဒီခေါက်ပြောချင်တဲ့ကောင်းစဉ်လေးကတော့ကျွန်တော်တို့လူတွေငယ်တွေကြားထဲမှာခုနောက်ပိုင်းအရန်ကိုကိစ္စလာတယ်၊မွေးစေဝကိစ္စလေး ဖြစ်ပါတယ်။ရင်တော့တော့အဲဆောင်မယ်ပေါ့နော်ဒီ topic ကအစဲခံနိုင်ရနိုင်တဲ့ topic လေးဖြစ်နေတော့ရှောင်ပြီးတော့ပြောပါတယ်။အခုကတော့ပြောမှကိုရတော့မှာမို့လို့ကျွန်တော်တို့နည်းနည်းလေးဆွေးနွေးခြင်းနဲ့အကြောင်းလေးဖြစ်ပါတယ်။အခုလူတော်တော်လေးလေးလွယ်လွယ်ကူကူလေးရလာအကြောင်းလေးပါပါလိမ့်မယ်။လူငယ်တွေကြားထဲမှာမွေးစိုးမသုံးရင်ကိုကျွန်တော်ခင်မမီတော့ဆိုတဲ့ပုံစံလေးဖြစ်လာတယ်။ပြီးတော့လွယ်လွယ်လေးရတဲ့အတွက်ကြောင့်မလို့လွယ်လွယ်လေးလွယ်တူသုံးပြမှုလေးရှိလာတယ်။ဟို reporting သုံးပြမှုလေးဒီကိုရှိလာလို့ပြောလို့ရတယ်။ဥပမာပြင်ကျွန်တော် KTV တို့ Night Club တို့မှာတော့အဓိကသုံးစွဲမှုတွေပုံများလာတယ်ပေါ့နော်။ အဲ့တော့ဟိုခုနကပြောလို့မူရစီဝါလူငယ်ဆိုလူငယ်တွေလားဆိုမဟုတ်ဘူးတကယ်တုံ့ပြုမှုများနေတာကကျွန်တော်တို့ လူလက်တွေပေါ့ကျွန်တော်ရွယ်တွေပုံများပါတယ်အဲလူငယ်တွေကတော့ခဏ we to wy တို့ကိုပို့သုံးစားရတာများတယ်ကျွန်တော်တို့လူလက်ပိုင်းနေမှာမလုတ်ကန်နေရှိလာမယ်ဝင်နေရှိလာမယ်ကိုယ့်ကိုသုံးစဉ်းစားနိုင်တယ်လို့ထင်နေသူတွေပါတယ်ကိုဘာတွေများလာလဲဆို happy တို့ key တို့အဲနောက်တစ်ခါ we e တို့ပေါ့နော်ဒါမျိုးလေးတွေကိုလူလက်ပိုင်းနေသုံးဆွဲများလာအဲ့ဒီစူးစူးတွေကတော့ကျွန်တော်ဖူးစားပြီးတော့အထိလာပြီး impact ထိလာပြီးလဲကျွန်တော်ပြောလို့ရတယ်ကျွန်တော်မိတ်ဆွေတချို့တွေမှာနေကိုဒီစကားပြောရင်သူဘာပြောနေမှာကျွန်တော်နားမလဲတော့ဟိုစကား အဆက်ဆက်မရှိတော့သူစိတ်ထဲမှာတော့ပြောပြီးထင်တာပေါ့နော်။ဘာလို့လဲဆိုတော့ပြီးသူပြောပြီးတဲ့ဟာကိုလည်းသူမေ့နေသူလုတ်ပြီးတော့သူမေ့နေ။အဲ့တော့မှတ်ညာမိုင်းအားနေလိုက်အုံတော့ကကြုံသွားစီတာ။အဲ့တော့ဥမာပြေဒီဝိုင်းလို့ပါလို့ဆိုလဲအုံတော့ကိုကြုံစီတယ်။အဲ့တော့ကြောင့်မလို့ပြီးတော့တက်တာကြီးကြားရရှိတာဒါ side effect တွေပေါ့နော်။ပြီးတော့နောက်တစ်ခါတချို့ငငယ်ရွယ်ရွယ်နဲ့မိန်းကလေးတွေပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အသက်20ကျော်လေးနဲ့အသေးပြက်လို့အသေးဆေးရတာကြီးများလာတယ်။အဲ့ပြီးတော့ အဲသူတို့ပြောတဲ့ high tension နဲ့မှနေကျွန်တော်တို့ဆုံးသွားရည်လေရများလာတယ်။ဘာကြောင့်ဖြစ်လဲဆိုတော့ဒါလည်းပြောရရင်တော့ခုန happy ရဲ့စိုးကြိုးတွေလို့ပြောလို့ရတယ်အသေးကိုရန်ပြည့်စည်စီတယ်။အဲ့တော့နင်းနင်းနေဟိုနင်းနေတုံးနေကြတဲ့ limit ကျော်သွားပြီဆိုရင်အတက်အညီတီကိုလည်းထိခိုက်နေတယ်။ဒါလေးကြီးလည်းတော်တော်များများရှိတယ်။ပြီးတော့နောက်တစ်ခါကျွန်တော်တို့အလုပ်ထဲမှာဆိုလည်းကျွန်တော်တို့ ဟိုနားခံလိုက်ရတဲ့ဝန်ထမ်းတွေ3-4ယောက်လောက်ကိုရှိပြီအဲသူတို့တွေကြတော့ဟိုလူရားတွေလာတာလေးရသူတို့ဝီတီသွားဝယ်လေးနောက်က WY နေလုံကြတယ်အဲအဲ့ဒါအစားတော့မသိနောက်တော့ကျွန်တော်သတိထားမိလာတယ်လူထဲမှာစကားပြောကြောင်ကြောင်ဖြစ်နေတာမျိုးပြီးတော့ဟိုတက်ချိန်ကြာကြီးရှိတဲ့အတွက်ကြောင့်မလို့ဟို ခွေ UI ခဏခဏများလာတာ မျိုးအဲ့လိုတော့အာယုံမဆိုင်နိုင်တော့ဘယ်နဲ့စီးကြောင်လို့ဖြစ်တာပေါ့နော်စီးသမားစီးကြောင်နေဆိုစကားလည်းတကားဖြစ်လာတော့မဟုတ်ပေါ့အဲ့တော့အဲ့မျိုးလေးဖြစ်လာတဲ့ကြောင့်အလုတ်ခံရကျွန်တော်တို့ဒီမှာမိသားစုထောက်ပံ့ကြရည်အများကြီးရှိရယ်အဲအိမ်မှာသူပြောတဲ့လုံးလုံးနေတည်ရယ်ဒါပေမဲ့ကျွန်တော်ဘယ်လိုမှတားလို့မရတော့ပေါ့နော်အဲ့တော့ เนาะไอ้เจเนဟိုဂျန်နီလူတွေကကူးဆက်လာတဲ့တဘောလေးရှိတယ်ဟာတတိယမပြောဘူးလားဆိုရင်နောက်လူတွေကပဲလိုက်ပြီးသုံးတာမျိုးကြီးရှိလာနေတယ်အဲ့တော့ကျွန်တော်လုံလားလိုက်ရလေးလည်းများတယ်အဲ့တော့နောက်တစ်ချက်ကတော့စူးကျူးအနေနဲ့ပဲထပ်ပြောရင်ကျွန်တော်မင်းကလေးတော်တော်များများခုခေတ်မှာအဲဒီဒီ one night stand လိုမျိုးပေါ့နော်ဒီမင်းကီတို့အီတို့ပါပေါ့နော်အဲဒီလူမျိုးတွေကိုဖြစ်စေတယ်စိတ်ကြွစီအနေနဲ့လည်းပေါင်းမှုရှိစေနိုင်တယ်ပြီးတော့ one night stand ညားလာတဲ့အတွက်ခုနောက်ပိုင်းမှာလူငယ်တွေကြားထဲမှာ BNDS ပြည်နယ်မှုတော်တော်တော်လေးကိုများနေပြီလို့ကျွန်တော်သိထားရတယ်။အဲဒါတော့အဲ့တော့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထိန်းချုပ်မှုလိုနေပြီပေါ့နော်။အဲရွှေခောက်ပွဲပြီးရင်တော့ဒါမင်းဆွဲနေရလားမင်းမပေးအောင်ပြောနေရလားအတောင်ဖြစ်နိုင်တယ်။ကျွန်တော်တို့ဟိုဟိုပျော်ရွှင်မှုနိုင်လိုက်ကိုအားပေးလာဆိုအားပေးပါတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့တော့မွေးရစီဝါဟာတော့လူငယ်တွေလူသားတွေအဆုံးရှုံးတာရောအကျမကြီးရထိခိုက်မှုမိသားစုတွေရပြိုကွဲမှုတွေပေါ့နော်။ဟိုစီသမားနဲ့တည်းတည်းမိဘဆိုတာမရှိသလောက်ရှားပါတယ်။အဲ့တော့ဒါတွေကတော့ကျွန်တော်တို့ မဲမပေးခဲ့ရင်တော့ကျွန်တော်ကာဝေးတာစီရမယ်အကြောင်းလေးဖြစ်တယ်အဲဘာ9 live အဒီ KTV ကိစ္စမရှိတာမဲ့ခုနကမူကြီးစီဝါမပါဘဲနဲ့ဖြစ်အောင်တော့ကျွန်တော်အပြည့်ရမှာဖြစ်ပါတယ်အဲ့တော့လူလူရောက်လူလူတွေတုံးနေတယ်အဲဈေးနှုန်းကလည်းနေတယ်အဲ့ဒီအတွက်ကြောင့်မလို့လူလူကြားထဲမှာပြောင်းလဲမှုများနေတယ်အဲ့တော့နံပါတ်1ရောင်းမဖောင်ကားတဲ့သူတွေကိုအရင်ဆုံးကျွန်တော်အရေးယူရမယ်ပြီးတော့နံပါတ်2ကဒီသုံးဆွဲနေရတယ်ပေါ့နော်ခုနကပြောတဲ့ high end ဆို KTV karaoke မဟုတ်ဘဲနဲ့ high end ဖြစ်နေတာမျိုးအဲ night club မဟုတ်ဘဲနဲ့ဆေးဆွဲတဲ့ အခိုင်ဖြစ်နေရမျိုးပေါ့နော်ဒါမျိုးတွေကိုကျွန်တော်တားမြင်ရမယ်ဟိုတားမြင်မယ်ဆိုရင်လုံဆုံမှုတော့လွယ်လွယ်ရည်မရရလွယ်လွယ်မသုံးနိုင်တော့ဘူးအဲပြီးတော့ခုနလိုပေါ်တင်လောက်ကလည်းမရှိလာနိုင်တော့ဘူးပေါ့နော်ပြီးတော့ဒီလိုမျိုးတွေကန့်တိုင်လည်းထိအောင်မလို့ထိအောင်မလို့ကျွန်တော်ထင်တယ်နောက်တစ်ခါတော့ဒီစိတ်ကျမ်းမာကြီးပေါ့နော်တို့တွေစီးတကယ်လို့ဖြစ်ခဲ့လို့ဖြစ်ခဲ့လို့ပဲဖြစ်ဖြစ်သုံးဆွေးနဲ့စီးကြောင်လာဖြစ်ဖြစ်ခဲ့ရင်တော့စိတ်ကျမ်းမာကြီးထောက်ပံ့မှုပေးတာမျိုးပညာပီးလုပ်ပေးတာမျိုးဒါမျိုးလေးလည်းဆက်လုပ်မယ်လို့ထင်ပါတယ်ဒါကတော့ကျွန်တော်မပြောမပြီးမတီးမီမီလေးမလို့ပြောရခြင်းဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ